လူမျိုးရေးဘာသာရေးပြိပခါတွေမှာအစိုးရကထိရောက်စွာကင်တယ်ဖြည့်ရှင်ရေးအပေါင်းဝင်အချက်၃ချက်ပေါင်းဝင်တဲ့ပေးစာတစောင်းကိုတမ္မရအိုဘားမားစီကချင်ငိမ့်ချမ်းရေးကွန်ရက်ကပေးပို့သွားမှာဖြစ်ပါတယ်ဒီသတင်းကိုတော့မတ်ဂျူလိုင်မျိုးကပေးပို့ထားတာပါခင်ဗျာ လာမယ့်နိုဝင်ဘာလ14ရက်နေ့မှာရန်ကုန်ကို ရောက်ရှိလာမယ့် American သမ္မတအိုဘားမားကြီးစဉ်အတွင်းမှာလူမျိုးရေးဘာသာရေးပြပခါတွေမှာအစိုးရကထိရောက်စွာကင်တွယ်ဖြည့်ရှင်းပေးအောင်ဖိအားပေးဖို့အပါအဝင် အချက်6ချက်ပါဝင်တဲ့ပေးစာတစ်စောင်ကိုနိုင်ငံတကာကကချင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးပေးသွားဖို့ရှိတယ်လို့ကချင်ငြိမ်းချမ်းရေးကွန်ရက်က DVB ကိုအခုလိုပြောပါရတယ်။ တားနဲ့ငိမ့်ချမ်းရေးရဖို့အတွက်ခန္ဓာအဲ့ဒီခန္ဓာတွေကနေပြီးပူပေါင်းပါဝင်စေခြင်းနဲ့အဲ့ဒီလိုပူပေါင်းပါဝင်ဖို့ဆိုလို့ရှိရင်လက်နက်ကင်ပဋိပက္ခတွေမှာဖြည့်ရှင်တဲ့အခါမှာစစ်မှန်တဲ့အဖြည့်ရှင်မှုတစ်ခုဖြစ်အောင်ပံ့ပိုးကူညီဖို့နောက်ပြီးမှဒီအလူမျိုးရေးဘာသာရေးပဋိပက္ခအတွင်ဆောင်တဲ့ခန္ဓာတွေမှာအဲထိရောက်စွာနိုင်ငံတော်အစိုးရကိုကင်တွယ်ဖြည့်ရှင်ဖို့အတွက် ဖိအားပေးပေးဖို့ပြီးလို့ရှိရင်တော့အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမှထိရောက်တဲ့ဒီတိုင်းရင်းသားများပါပါရဲ့သဘောထားများပါပါဝင်တဲ့စစ်မှန်တဲ့ဖက်ဒရယ်အဲဒီမိုကရေစီစနစ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်အောင်ပေါ့ ပံပိုးကူညီပေးဖို့အဲ့ဒီကဏ္ဍတွေမှာအဲ့ဒီကဏ္ဍတွေအကြောင်းကြီးခရေးသားသွားကြမှာဖြစ်ပါတယ်ဒုက္ခတွေတွေသူတို့ဒေသကိုမပြောင်းနိုင်သေးတဲ့အချိန်မှာပံပိုးပေးဖို့ကိစ္စကိုလည်းတေချာစွာစဉ်းစားဆုံးဖြတ်ပေးဖို့သမရအိုဘားမားထံပေးမဲ့ပေးစာမှာထည့်သွင်းရေးသားသွားမယ်လို့လည်းဒေါက်ခွန်ကြာကဆိုပါတယ်အိုဘားမားဟာသူ့ရဲ့မြန်မာပြည်ခီးစဉ်အတွင်းအမေရိကန်မြန်မာနှစ်နိုင်ငံဆွေးနွေးပွဲမှာနိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဖို့ရှိပြီးနိုဝင်ဘာလ14ရက်နေ့မှာလည်းဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသွားဖို့ရှိပါတယ်။ဒီခီးစဉ်တွင် အရက်ဖတ်လူမှုအဖွဲ့အစည်းတွေနဲ့တီးခြားတွေ့ဆုံမှုမရှိတာကြောင့်အဲ့ဒီအဖွဲ့အစည်းတွေကပေးစာပေးဖို့စီစဉ်နေကြတာဖြစ်ပါတယ်။ကျမဇူလိုင်မျိုးပါ။